ဟယ်လိုအားလုံးပဲမင်္ဂလာပါဘိုးဘောမချမ်းကနေကြိုဆိုပါတယ်ဆရာကျွန်တော်တို့ Alexander Isak အကြောင်းပြောရင်းနဲ့ပေါ့နော်ဒါလက်ရှိနိုင်ငံအသင်းကြီးကစားနေကြတယ်ဆိုတော့ Sweden နဲ့ပတ်သက်လို့ရှိရင်ကဘာပလာခြေစစ်ပွဲအောင်ဖို့တော်တော်လေးကိုယုံကင်နေရပြီးတော့အကယ်လို့မြင်ကံမကောင်းရင် ကမ္ဘာလားဝင်ခွင့်တောင်မှလွဲချော်ရနိုင်ခြင်းရှိတယ်ပေါ့ဒါလေးတွေနဲ့ပတ်သက်လို့ကျွန်တော်ဆွေးနွေးကြည့်အောင်ဆွေးရင်မှာတိုက်စစ်ကိုဥဆောင်နေတာကအလက်ဇန္ဒားအီဆက်လိုကစားမမျိုးဗစ်တာယိုကရက်စ်လိုကစားမမျိုးလက်ရှိပရီးမီးယားလေးရဲ့ပေါ့နော်ဒေဒီကျေတိုက်စစ်မှု2ယောက်ဒီကစားမ2ယောက်ကကျွန်တော်ဒီလို generic ဒီလိုလက်ရွေးစင်အသင်းတစ်ခုမှဥဆောင်ကစားနေရပြီးတော့သူတို့2ယောက်စီကနေပြီးတော့လေဘာမှတကယ်ကောင်းတဲ့ performance တွေကျွန်တော်လက်ရွေးစင်အသင်းမှာတွေ့မထားရတယ်လို့2ယောက်စလုံးကလည်း club level မှာ အကောင်းဆုံးအသင်းတွေပါလို့လို့တဲ့ကစားနေရတယ်လက်ရှိအရန်ကောင်းပါတယ်ဆိုတဲ့အသင်းတွေမှာကစားနေရပြီမဲ့သူတို့ရဲ့ individual performance တွေမှာဘလို့မှအဆင်ပြေမနေဘူးဗီတာယိုဂရက်ဆိုလို့ရှိရင်ယာတီဆာမှာဂိုးသွင်းခဲ့တာတွေကျွန်တော်ရှိပြီမဲ့ဂိုးပေါက်ပြောက်နေတာတော်တော်ကြာနေပြီအဲအီဆက်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါတော်တော်ကို တိုင်ပက်နေတာဂိုးပေါက်ဦး ဟိုဘယ်လိုယိုကရက်စလိုကစားရဖို့ကျွန်တော်မပြောနေဘူးဘာလို့သူရဲ့ fitness level မှာကကကြံ့ခိုင်မှုမပြည့်ပဲနေမိနစ်90တောင်မှလက်ပေါင်းမှာကစားထားရတာမျိုးကျွန်တော်မရှိသေးဘူးဆိုတော့ Sweden မှာဒီလိုမျိုးလက်ရှိကမ္ဘာစင်တိုက်စစ်မှုတွေရှိနေပြီးတော့နှစ်ယောက်စလုံးကိုကမ္ဘာဖလားမှာမြင်ရဖို့ကျွန်တော်ဘယ်တော့အခွင့်အရေးနည်းလာပြီလားပေါ့ဒါတော်တော်တိုင်ပတ်ပါတယ်ပြီးကြတဲ့နှစ်တွေတုန်းကဆိုလို့ရှိရင်တော့ Norway တို့ဘာလို့ကျွန်တော်တို့ကမ္ဘာဖလားတွေပေါ့နော်ယူရိုတွေလွဲလွဲခဲ့တဲ့အခါကျတော့ Haaland တို့လိုကစားသမားတွေကိုကျွန်တော်မမြင်ရဘူးအဲလက်ရှိမှာသူတို့ကအဆင်ပြေနေပြီးတော့အခုဆိုရင်ကျွန်တော်တို့ဒါ ီဆက်တို့ပေါ့နော်ကျွန်တော်တို့ဒါအလက်ပါလီဒီဗီတာယိုခရက်စတိုလူကစားမားတွေရှိနေတဲ့ဆွီဒင်ကတော်တော်တိုင်ပတ်နေပြီဆိုတော့သူတို့အုပ်စုမှာသွားပါရသူတို့အုပ်စုမှာဆိုလို့ရှိရင်ကျွန်တော်တို့ဆွီဒင်ဟာအောက်ဆုံးမှာပါအောက်ဆုံးမှာဟိုတနေ့ကဆွစ်ဇာလန်ကိုသူတို့တွေပေါ့နော်နှစ်ခုကိုမရှိနေသူတို့အိမ်ဝင်းမှာဆွီဒင်မြေမှာကစားတဲ့ပုံမှာသူတို့ရှုံးနေနောက်ထပ်လည်းဆွီဒင်နဲ့သူတို့ဆွစ်ဇာလန်နဲ့သူတို့ထပ်ကစားရအောင်မှာဆိုတော့ဆွစ်ဇာလန်ကိုတော့သူတို့တွေကနိုင်အနိုင်ရဖို့အတွက်သူတို့ကအခြေအနေကမရှိဘူးတခုရှိတယ်နော်အဲ့ဒီဆွီဘာလဲနွဲ့ဘာလဲဆွစ်ဇာလန်ကိုအိမ်ဝင်းမှာနှစ်ခုကိုမရှိနေရှုံးနေတဲ့တုန်းက တကယ်ကောင်းတဲ့အခွင့်အရေးတွေဆွေတင်ဘက်မှာရတယ်။နော်ဒီနေရာမှာသူတို့ဒီ Isaac ကို Vita Yucres ကိုကောင်းကောင်းခြေသွမ်းတော့မပြနိုင်ဘူး။ဒါပေမဲ့ Lucas Fiverda တကယ်တကယ်ရတဲ့အခွင့်အရေးတွေကိုသွင်းနိုင်မယ်ဆိုရင်အ ਨੇ ဆုံးတူးတူးတော့တည်ကြတယ်။အဲ့ဒီပွဲစဉ်မှာပေါ့နော်ဟို Vita Yucres ကလည်းကိုယ့်ရဲ့ nation ကိုဆွဲမတင်နိုင်တယ်လို့ဟို Isaac ကလည်းဆွဲမတင်နိုင်ခဲ့ဘူး။ဒါပေမဲ့လည်းလို့ပေါ့နော်။ဟိုဘယ်လိုပြောမလဲ Lucas Fiverda ကိုကစားမမျိုးက Vita Yucres တို့လက်ရှိမှာ Isaac တို့ထက်ပို့ပြီးတော့ကောင်းတဲ့ chance တွေရတာ။ သူတယောက်တည်းကပဲဒိုင်ခံသွင်းနေရတာပြက်ဒိုင်ခံအခွင့်အရေးတွေရတယ်အဲ့ဒါကိုဒီကောင်ဘလို့မှမသွင်းနိုင်ဘူးဘလို့မှမသွင်းနိုင်ဘူးတကယ်တမ်းကဆွီဒင်ကအနည်းဆုံးတော့တူတူလောက်တည်ချခဲ့တင်တာဆွစ်ဇာလန်ကိုအဲ့ဒီအခွင့်အရေးတွေမတိုင်ခင်မှာဆိုလို့ရှိရင်ဆွစ်ဇာလန်ဘက်ကသိအောက်လောက်မရပါနဲ့ဆွီဒင်ဘက်ကအခွင့်အရေးတွေရတယ်ပေါ့ကောင်တာတွေကနေတဆင်ဆွစ်ဇာလန်ကတော့သူတို့သူတို့ကအထအများကြီးကောင်းခဲ့တာဒါမှမဟုတ်ပေါ့နော်စောစောပိုင်းနေမှာဘာအခွင့်အရေးမှအများကြီးမရခဲ့ဘူးဆိုတော့ဆွီဒင်ကတော့မှပို့ပြီးတော့ချီနီကောင်းခဲ့တင်နေတယ်။မကောင်းခဲ့ဘူး။ဆိုတော့ပြည်ထနာကဘာဖြစ်လဲဆိုတော့ဆွီဒင်အနေနဲ့လာမဲ့ကျွန်တော်တို့သုံးပွဲကစားဖို့ရှိသေးတယ်။ เนาะကိုဆူဘိုနဲ့ဒုတိယကျောက်သူတို့ကစားရမယ်ပြီးဆွစ်ဇာလန်နဲ့ဒုတိယကျောက်ထပ်ကစားရမယ်အပြင်ဆလိုဗေးနီးယားနဲ့လည်းသူတို့ထပ်ပြီးတော့ကစားရမယ်အဲ့ဒီမှာဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကိုဆူဘိုကိုသူတို့နိုင်ဖို့လိုတယ်ဆွစ်ဇာလန်ကိုတော့သူတို့နိုင်မယ်မထင်ဘူးသူတို့အိမ်ဝင်းမှာတော့ဆွစ်ဇာလန်ကိုရှုံးထားရင်ဆွစ်ဇာလန်မျိုးကိုသွားကစားတဲ့အခါမှာကျွန်တော်ဆွီဒင်နိုင်မယ်လို့မထင်ဘူးနောက်တစ်ခုကကျွန်တော်ဆလိုဗေးနီးယားကိုလည်းအိမ်ဝင်းမှာကစားမယ်ဆိုတော့အိမ်ဝင်းမှာကစားမယ်နှစ်ပွဲကျန်သေးတယ်အိမ်ခွင်းမှာကစားမယ်နှစ်ပွဲကျန်သေးတယ်လာမယ့်အင်္ဂါနေ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ကကိုဆူဘိုနဲ့ကစားရမယ်ဆွီဒင်နိုင်မှဖြစ်မှာ ဘာလို့လဲဆိုတော့ကျွန်တော်လက်ရှိကြည့်ကြည့်မယ်ဆိုလို့ရှိရင်တို့ရဲ့အုပ်စုမှာဆိုလို့ရှိရင်၄တင်းရှိတယ်။ဆွစ်ဇာလန်က၃ဘွဲကစားပြီးတဲ့အချိန်မှာ၉မှတ်တည်ရပြီးသွားပြီ။ကိုဆိုဗူက၃ဘွဲကစားပြီးတဲ့အချိန်မှာ၄မှတ်ရထားတယ်။ဆလိုဗေးနီးယားကကျွန်တော်တို့ပေါ့နော်၃ဘွဲကစားပြီးတဲ့အချိန်မှာ၂မှတ်ရထားတယ်။ဆွီဒင်က၃ဘွဲကစားပြီးတဲ့အချိန်မှာတက်မှတ်ပဲကျွန်တော်ရသေးတယ်။ဒါဟာဆလိုဗေးနီးယားနဲ့တစ်ဖက်ကို၂ဂိုးစီတေးကြခဲ့တဲ့ပွဲစဉ်မှာတို့ရခဲ့တဲ့တက်မှတ်ဘလို့မှအခြေအနေကောင်းမနေဘူး။တိုက်စစ်က၂ဂိုးပဲရသေးတယ်စဉ်းစားကြည့်ဗျာ။ဗီဒါယိုခရက်စ်တို့ကစားမမျိုးရှိတယ်။အီလန်ကာလိုကစားမမျိုးကျွန်တော်ရှိတယ်။ ်ဤဆက်လို့ကစားမမျိုးကျွန်တော်ရှိတယ်နှစ်ကိုးပဲကျွန်တော်ရသည်ပြီးတော့6 6ကိုးတိသူတို့ပြီးထားရတယ်6ဝဲတိသူတို့ပြီးထားရတယ်ဘလို့မှအဆင်ပြေမနေဘူးဆိုတော့ကိုဆူဘူကိုသူတို့နိုင်လိုက်မယ်ဆိုလို့ရှိရင်ဒီအချီနီတွေကပြောင်းလဲသွားတယ်တပွဲနိုင်လိုက်ရင်အချီနီတွေကပြောင်းလဲသွားနိုင်တယ်အခုလောလောဆယ်ကသူတို့ကဒီသူတို့အုပ်စုမှာအောက်ဆုံးမှာရှိနေတော့တော်တော်ကိုတိုင်ပတ်နေတာတော့ဒီညမှာတခုရှိတာကနီးပြားကလည်းပဲတော်တော်တိုင်ပတ်တယ်ဘာကြောင့်လဲဆိုတော့သူတို့ကဘလို့အီဆန်နဲ့ပေါ့နော်ဟိုယိုဂရက်ကိုတုံးတဲ့အချီနီမျိုးမှာ ဘယ်လိုပြောရမလဲသူအဲ့နှစ်ယောက်ကိုပဲကျွန်တော်တိုက်စစ်မှာတိုင်းထားပြီးတော့သူကသွားနေတာတကယ်တကယ်တန်းကဒီကစားမနှစ်ယောက်ဆိုတာမျိုးကဂိုးသွင်းဖို့ဆိုလို့ရှိရင်အခွင့်အရေးဖန်တီးပေးမယ့်ကစားမတွေလိုတယ်နော်အခွင့်အရေးဖန်တီးဖို့ဆိုလို့ရှိရင် crossing ကောင်းတဲ့ကစားမတွေကျွန်တော်ရှိမှရမှာဒီထဲမှာ Ilenga တို့ပါလို့ဆိုလို့ရှိရင်ပြည်အားနှုံကောင်းပြီးတော့တောင်မန်ကနေတစင်ဖြစ်တင်ပေါ်ပြီးတာမျိုးတွေပါလေအများကြီးမြင်ရနိုင်တယ်ဆိုတော့ဟိုကွင်းလယ်မှာလည်းပဲ Brighton ကအရာရီတို့ကစားမတွေပြလို့ရှိရင်ကျွန်တော်ဘောနော်ဒါစပါးကကျွန်တော် Lucas Fabregas တို့ကစားမတွေရှိနေတာပဲဒါပေမဲ့လို့ ဆွီဒင်ဟာတိုက်စစ်နှစ်ယောက်ကိုဥတည်ခြင်းတဲ့ပုံစံမျိုးနဲ့ပေါ့နော်။သွားနေကြတာဘလူးမန်အစ်စင်မပြေဘူး။နီးပြပြတဲ့တိုမန်ဆန်နေနဲ့အမှန်ကန်ပြောင်းလဲဖို့ကျွန်တော်ကြိုးပမ်းမှာသူတို့မှဆိုလို့ရှိရင်များကျွန်တော်တို့ခုနကပြောသလိုပဲဟိုဗာလဲဒီအန်တိုနီအီလန်ကာတို့ဗာလို့ဆိုလို့ရှိရင်ဆွီဇာလန်နဲ့ပွဲမှာတပတ်10မိနစ်မှမကစားခဲ့ရဘူး။10မိနစ်မှကျွန်တော်မကစားခဲ့ရဘူး။ဒါပေမဲ့လို့အီဆက်တို့ယိုကရက်စ်တို့ဆိုလို့ရှိရင်အခွင့်အရေးဖန်တီးပေးဖို့မှအခွင့်အရေးမဖန်တီးပေးနဲ့ဒီကစားမားတွေဘလူးကစားနိုင်မလဲ။ဟုတ်တယ်မလားနော်။ ဟိုဆိုတော့တိုက်စစ်တိုက်စစ်မှာအရင်ကောင်းပါနေဆိုတဲ့နှစ်ယောက်ကိုပိုင်ဆိုင်ထားပြီးတော့သူတို့နှစ်ယောက်ရဲ့အကြီးအသေးတွေကိုအသုံးမချနိုင်မှုဖြစ်နေတာစွစ်ဇာလန်ကဒါကြောင့် oh sorry ပါလဲဆွီဒင်ကဒါကြောင့်လောလောဆယ်မှာဆိုလို့ရှိရင်ဆွီဒင်အနေနဲ့ဟိုဘယ်လိုပြောမလဲတော်တော်လေးကိုပေါ့နော်သူတို့တိုင်ပတ်နေပြီပေါ့နော်တိုင်ပတ်နေပြီတကယ်တကယ်ကမ္ဘာဖလားကိုလည်းပဲကျွန်တော်တို့ဝင်ခွင့်လွဲချော်နိုင်မဲ့အခြေအနေမျိုးနဲ့ကျွန်တော်ကြုံနေရတယ်ဒါတွေကိုယိုခရက်စတိုအီဆက်တိုဥဆောင်တဲ့တိုက်စစ်ကပြောင်းနေနိုင်စွမ်းရှိမလို့ထင်ကြလားဒီကလို့ဘယ်လိုမြင်ကြလဲဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်